မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကနေ့မှာတော့စိတ်တလီခဆိုတဲ့ရမတ်ကြီးသောအလားနဲ့သမီးလေးအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သူမရဲ့အမိလေးကစိတ်တလီခဒီအလားကြောင့်ပဲစိတ်တလီခတယောက်အလားမှန်ဝင်ခဲ့တယ်။စိတ်တတကသူကြီးမှာလာရောက်ပညာသင်ကြားကြသောပူရိသယောက်ျားမှန်သမျှသူမ၏အလားအောင်မှာဝစ်စင်တူထောက်ကြရတယ်။သို့သောစိတ်တလီခ၏အလားကလာဆန္ဒကဲ့သို့မအေးများ စပယ်ပြူရနှံ့ခဲ့သူတင်းတင်းကလေးမမွေသူမ၏အလှသည်ရမတ်လွှမ်းသောအလှထိုအလှနှင့်ရမတ်တို့ဖူးရှက်ဆက်နွယ်သွားသောအခါဘူလောင်ပြင်းပြသောအစိတ်တနာတို့ဖြစ်ထွန်းလာခဲ့ချီတော်သည်ဤသည်ကစိတ်တလိခပင်ဖြစ်သည်သူတကမင်းသားကလေးညို့ကိုတင်၍စိတ်ကိုတနေရာတွေတွင်စူးစီးလိုက်သည်သူဤမြအူလာယာကပန်းဒီတလုံးကိုခေါင်းပေါ်တင်ထားသောသူဤသွေးတောက်ငွေချင်းတေတကပင်ဖြစ်သည် ဒေတကသည်သူတငယ်ချင်းသူတကလက်ကိုယုံကြည်သည်ခေါင်းငင်ထက်တွင် ပြန်ဝဲနေသောတိမ်ငတ်ကိုပင်တစ်ချက်တည်းမလွှဲအောင်ပြစ်နိုင်သောသူတကယခုလည်းသူ၏ဥကောင်းထမပန်းသည့်ကိုမျှားနှင့်ပြစ်ခွင်းတော်မူဒေတာပါမောက္ခဆရာကြီးဦးစိတ်တာသူ၏သမီးစိတ်တာလီခနှင့် တပည့်များကဤပွဲကိုစိတ်ဝင်စားကြည့်ရှုနေကြသည် ပြမတ်ကိုတဲမတ်စွာချိန်ရွယ်ပြီးမြားကိုလွတ်လိုက်သည်ဟာ ထောက်လိုက်တဲ့လက်ကွာတကယ်တော်တဲ့သူတကပဲဟေကြီးရှုအားပေးနေကြတော့ပညာတဲ့ရောင်းရင်တို့ဤလက်ခုပ်အောပါတန်တို့သည်စေတတကသူចောင်းဝင်းကြီးတဲ့မှာပဲ့တင်သွားပါလီတော့သည်ထူအောပါတန်များတဲ့တွင်ထူကြစွာငြိမ်သက်နေသူနှစ်ဦးရှိပါသည်ထိုသူနှစ်ဦးမှာစေတလီခာနှင့်သူတကဤပြိုင်ဘက်စုလတ်သေးနာမင်းသားတို့ပင်ဖြစ်သည် သူတကာဤအောင်ပွဲကိုစေတလီခါကတပတ်သောမျက်နာလွှဲထားတဲ့သူဇူလာတေနာမင်းသားကလည်းမျက်နာကြည့်နေရလျက်လက်သေးတစ်ပတ်ကို ကြည့်ကြည့်ပါအောင်ဆိုရင်ခံပြင်းကြေကွဲနေသည်ဟုတ်ပါသည်သူတကာနှင့်ဇူလာတေနာတို့နှစ်ဦးကြားတွင် မကြေနိုင်သောရန်ကြွေးရန်စာများရှိနေသည်မဟုတ်ပါလားသူတို့နှုတ်သည်စိတ်တက္ကသိုလ်ကြီးတို့ မရှိမနှောင်းရောက်လာသူများဖြစ်ကြ၏ရာဇကျူကာလိန္ဒာ ကာသိပ်ပြည်တော်ဝိုက်တွင်စိတ်တက္ကသိုလ်ကြီးသည်အထရတပညာရဲ့များသင်ကြားရနိုင်လွန်စွာနမည်ကြီးသည်တိုင်းပြည်သည်သည်ရှိမင်းစိုးရာဇာဂုံတဲ့လူရန်စားအလွာသည်သည်မှအရွယ်ရောက်ကြသောယောက်ျားသားတိုင်းသည်ဤစိတ်တက္ကသိုလ်ကြီးတွင်၃နှစ်မှ၅နှစ်ထိပညာရည်နှုတ်တောက်သုံးကြရ၏ထိုအပ်ထဲတွင် လေးရက်တက်ပညာကိုထူးထူးခြားခြားတစ်ဖက်ကန့်ခတ်ကျွမ်းကျင်တမျှလာသူကတော့သူတကဆိုသောမင်းသားလူလင်ပင်ဖြစ်သည် သူတကနဲ့မတမီးအမိလိုက်လာသူမှာတော့စုလတင်နာမင်းသားသားဖြစ်သည်ဤရချက်ကပင်စုလတင်နာမင်းသားသူတကကိုမကျေနပ်နိုင်သောအဓိကပင်ဖြစ်ပါသည်ဟာ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 နင်းနေအောင်မသူတကရဲ့ပညာသင်နေပြည့်ရင်တော့မင်းကိုနှလုံးသားရေးရမှာရောပညာရေးရမှာပါငါနိုင်အောင်စူးစမ်းပြမယ်ကွဟာ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  ဇူလာတင်နာရီတန်ကြီးကအနီးရှိတစ်ပင်ပေါ်တွင်နားနေသောငှက်တအုပ်ကိုပင်လမ်းဖြန့်ပြီးထပြန်ပြေးရစေသည်သူတကကအသားရည်ညိုရီတီကြီးရဲရင်ကစကားဆိုရာတွင်ခက်ပြက်ပြက်နဲ့မလိုအပ်ပဲစကားအပေါ်မပြောတတ် အချိန်ရာတိုင်းတိုင်းပညာရက်နဲ့လေးများတက်ကိုသာသင်ယူရင်စေရောကိုပါမြုံနှံထားသူဖြစ်၏ဇူလာတင်နာကတော့ ပြူပြူကြော့ကြော့နဲ့စကားပရိရဲ့ကျွဲဝါကတိုင်းပညာရဲ့နဲ့အထရတပညာရဲ့များကိုတင်ကြားကတဖက်တွင်လဲအလာတင်းကြီးနေသည့်စိတ်တလီခာနဲ့ချစ်သူဘဝရောက်နေသူလဲဖြစ်သည်စိတ်တလီခာသူမကလှသည်ချောသည်မိသည့်ပူရိတမသူမအလာကိုမျက်နာလွယ်မသွားနိုင်တစ်ချိန်မြင်မိကြည့်မိလျင်နောက်တစ်ချိန်တမင်လဲပြန်ကြည့်မိတတ်ကြသည်သို့သောထိုအထဲ၌သူတကမပါ ူတကကပညာရေးမှလွယ်၍ဘာကုန်များစိတ်မဝင်စားပေ။လက်သမီးလေးတများချောမောလာပါတဲ့စိတ်ဓာတ်လီခါကိုဖုတ်လေးသိငပီရှိသည်ဟုပေမထင်မှတ်ခဲ့။ဒါကြောင့်ပဲစိတ်ဓာတ်လီခါအလနဲ့သမီးလေးကသူ့အပေါ်မှာအမျက်ဒေါသထွက်ခဲ့သည်။ဟွန်းယောက်ျားမှန်သမျှငါရဲ့အလားအောင်မှာပြပြဝင့်စင်ခဲ့ရတာဒင်းကဘာမလို့လဲ။တွေ့မယ်နင်းနေအောင်ပေါ့။စိတ်ဓာတ်လီခါရဲ့အလားအောင်မှာရှင်ဝင့်စင်ခံစားလာစေရမယ်။ဟွန်းဟွန်းဟွန်း ဤသို့ဖြင့်ညနေခင်းတစ်ခုတွင်အကြောင်းရင်ဝင်နေသူတကတရားဓာရီလေးကျင့်နေခိုင်။음သူငါကိုအာယုံဆိုင်လာအောင်ခေါမှုချင်းအောင်ဆောင်ပြီးမျက်ခင်းပြင်ပေါ်လှဲ့ချပစ်လိုက်မယ်။ထိုအချိန်မှာပဲသူတကမှလည်းဓာရီကျင့်နေရမှာခေတ္တရက်ခါချွေးတုံနေလိုက်တဲ့အချိန်မှာတော့စိတ်တလီခါကိုရုတ်တရက်မြင်တွေ့လိုက်မိတယ်။အာအမလီငူးလိုက်တာ သူမျောလင့်ထားသည့်အတိုင်သူထံပြေးဝင်လာသောခြေတန်စုံကို သူကြားလိုက်ရသည်ခြေတန်ရှင်ကသူမကို ပွေးချီလိုက်သည်စိတ်တလိခါကမူသူမ၏ညှို့ကွင်းနှင့်ဝင်လာပြီးဖြစ်၍နာကျင်နေဟန်ညင်းညူနေပြီ ရှင်ခုတော့ဗာတတ်နိုင်လေလေစိတ်တလိခါကိုပွေးချီထားရပြီမဟုတ်လားနေပါစေ ông ရှင့်ကိုဒီတက်ပို့ပြီးပညာပြရအောင်မယ်ဟွန်း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 ကျေးဇူးပြုပြီးကျမကို ခန်းအခန်းပြန်ပို့ပေးပါလားရှင်စိတ်တလိခါကသူတကအားအခန်းထဲသို့ပို့ပြီးရန်မာယာနဲ့ဖြားယောင်းလိုက်ပါ၏မိမိပိုင်နဲ့မိမိခန်းထဲရောက်လာပြီးမို့သူမမျက်စိကိုခွင်ကြည့်လိုက်မိသည်နဲ့ဟင်ရှင်ရှစူလာတင်နာပါလားဟုတ်ပါတယ်စိတ်တလိခါရဲ့မင်းကောင်းမှုပြီးလဲကြသွားတာတွေ့လို့ငါပြေးရောက်လာတာသွားပြီ ိတ်တလီကစူးစားခဲ့လေသမျှတဲတဲ့ရည်သွန်ဖြစ်ခဲ့ရပြီးမာယာနဲ့ကျုံးသွင်းခဲ့သည်ကသူတကမမျော်လင့်မဲဝင်ရောက်လာသည်ကစူလာတင်နာအခုချိန်မှာတော့အရာအားလုံးမှားယွင်းနေလေပြီသူမ၏အပြိုစင်ခန့်တဲ့သူစူလာတင်နာကရောက်နေခဲ့ပြီးမဟုတ်ပါလားစိတ်တလီခါသည် လာသည် ချောသည်ရရဆက်ဆက်လာပချုံမတလောင်အလိုရမကလည်းကြီးလာပါ၏ မိမဟုသည်ထို ADD မရှိမကောင်းရှိမကောင်းမပေါင်းလဲခက်ပေါင်းလဲခက်ဤဆိုသောစကားသည်စေတလိကကဲ့သို့မိမသားများကြောင့်ပေါ်ပေါက်လာကြရခြင်းထင်သမုတ်တရားကြီးကို ဖြည့်ဖြည့်ရလင်ရမည်မိမတို့လူကို ဖြည့်နိုင်ရန်ကခင်းရလာပြီလူစိတ်ကစံကြသည် လိုက်လျင်ပြေးခြင်းသည်ထိုကဲ့သို့ပင် ပြေးသူရှိလျင်လည်းပြန်၍လိုက်ခြင်းမြန်သည် စိတ်တလိခအနီးမှာလိုက်သူတွေဝိုင်းဝိုင်းနေ၍ခါချနေရပင်မယ်။သူမကိုဂယုမဆိုင်ရှောင်ပြေးနေသူကိုမှလိုချင်နေသည်။ငါလိုလှနာသမီးကိုဂယုမဆိုင်ရအောင် သူကဘာမလို့လဲ။ငါမာယာနဲ့မျှလို့မရရင်တော့ကျောင်းဆင်းပွဲကြမှာပဲအဖေကိုပြောပြီးငါအကြံစီအောင်မြောင်လုပ်ပြရသေးတာပေါ့။မိမတို့ရဲ့အတွင်စိတ်ကိုတည်နိုင်ရန်ခက်ခဲလာပြီးစွာ အချစ်ကြီးလျင် အမျက်ကြီးဤ လာနာသမီးစိတ်တလိခာကသူတကမင်သားပေါ်တွင် ခံပြင်းတော်သားထွက်ပြီးအမုံအာဃာတထားရှိလေသည်ယနေ့သည်စိတ်တတကသူကြီး၅နှစ်ပြည့်ကျောင်းစဉ်ပွဲနှင့်ဂျူဂျွန်ဆူရကျောင်းသားသူတကနှင့်ဒေတာပါမောက်ခဆရာကြီးဦးစိတ်တ၏သမီးယတနာလေးစိတ်တလိခာတို့၏မင်္ဂလာခမ်းနားပွဲမှုစီကားနေပါ၏စေတလီခာ၏မျက်နှာလှလှလေးကမိမိရဲ့ရည်ရွယ်ချက်ပြည့်ပြီးမှပျော်ရွှင်ကြည်နူးလျက် သူတကားဤမျက်နာကတော့မြည်တို့များမထူကြ။ငโกကလေးကပင် အနေတီသူမခံမရခလာပါ၏။ဆရာစကားကိုလည်းမြေဝဲမကြနာထောင်သူဖြစ်သည်။ချစ်သားသူတကားငါသည်အသက်ရွယ်ရလာခဲ့၏။ငါရဲ့သမီးစိတ်တာလီခါကအခုချိန်ထိတိုင်အောင်အတီတရားကောင်းစွာမရသေးဘူး။ဒါကြောင့်ငါမှာများစွာစိတ်နှောင့်ယှက်ဖြစ်ရတယ်။အဲ့ဒါကြောင့်ပဲငါရဲ့အယုံကြည်စိတ်ချရဆုံးစစ်သားတပည့်သူတကားလက်ထဲကိုသမီးလေးကိုထည့်လိုက်ရတာပေါ့။ နားလည်ပြီးပါ चित्त ာစိတ်တလိကာကို चित्त ာသူတကလက်ထဲအပ်လိုက်ပါတယ်ကွယ်ဆရာကြီးဆုံးမစကားများကသူတကားဤနှလုံးအိမ်ထဲသို့တစိမ့်စိမ့်စီဝင်လျက်စိတ်ချပါဆရာကြီးဆရာကြီးဆုံးမစကားအတိုင်းစိတ်ကြလီခါကိုကျွန်တော်တသက်လုံးထိမ့်သိမ့်ဆောက်ရှောက်သွားပါမယ်သူတကားကမို့စိတ်ကြလီခါကိုတစ်ချက်လေးမြပင်စောင်းငယ်မကြည့်ပဲ သူချစ်ခင်လေးစားရသောဆရာကြီးဦးစိတ်တော်ကသာဂတိများစွာပေးလိုက်သည် ဤသို့ဖြင့်ချစ်သည်ကြိုက်သည်တခေါမှမပြောရပဲသူတကာနဲ့စိတ်တလိခါတော့မှအကျဉ်းနေများဘဝသို့ရောက်ခဲ့ရပါသည်ဇက်သိမ်းမှာတော့အသေးခွဲကြံရခဲ့သူကတော့ဇူလသေးနာပင်ဖြစ်ပါသည်ဤသို့ဖြင့်သူတကာမှာပညာလဲဆုံးချင်းရလဲဆုံးနေပြီမူရောက်ခမပြစ်သူဆရာကြီးဦးစိတ်တကိုနှုတ်ဆက်ကြတော့၍မိမိဌာနေရာစကြူပြီသူဇနီးစိတ်တလိခါနဲ့အတူပြန်လာခဲ့ပါတော့တယ် စိတ်တားတက္ကသိုလ်မှရာဇကြိုပြည်သို့အပြန်ခရီးကဆယ်ရက်ခရီးများကွာဝေးပါတယ်။လမ်းခီးတွင်တားရဲထူတဲ့ပေါ်များသောညိုင်းသေးလာတော်ဦးကြီးကိုလည်းဖျက်ရသေးသည်မို့အီးပြန်ခရီးသည် သူတကားတို့ဇနီးမောင်နှံအတွက်ကတော့ ပြားရည်စံခီးမဟုတ်ဘဲအန်ရယ်တွင်နဲ့ပြည့်နေသော ခီးစံကြီးဖြစ်ရပါတယ်။ဒါရင်မကသေးပဲ တောက်ကြီးကိုအမိသည်ဟဲပြုနေသောလူဆိုးသမားတို့ရံကလည်းရှိနေသေးသည်မူသူတကမှဇနီးကျော်လေးကိုလက်ဆွဲ၍သတိမပြတ်ထားကတော်တန်းကြီးကိုဖျက်ကျော်နေရပါတယ်။သတိထားစိတ်တလီကအန်ရဲတွေ့ရင်ငါးနောက်သာပြစ်ကတ်နေလိုက်လူဆိုးသမားတွေအပြင်ကြားဆိုးစင်ဆိုးကြီးတွေကလည်းကြုတ်တုတ်ကိုဒုက္ခပေးတတ်တယ်။အိုးကျမကတော့စိတ်မပူပါဘူး။ဖခင်ကစိတ်ကြိုက်ရွေးချယ်ပေးထားသော လေးတီတော်လင်းယောက်ကြားတယောက်ရှိနေတာပဲစိတ်တလီကမှအခွင့်ရရပြီမို့လို့သူတကကိုစောင်းချက်ရပြင်ပြောလိုက်ပါတော့တယ်သူတကမှာတော့လွန်စွာပင်စိတ်ပြတ်မိသွားတယ်အစင်းသာရှိပြီးအချင်းမရှိ အသိပညာဘ ഹു တ္တနေပါလာတော့ဇနီးမယားကိုကြည်ကတက်ပြင်းအမောကြီးကိုသာချာမင်းနေတော့ဤ gain တို့ရအချင်းရှိတော့ခရီးဆက်ကြရအောင်စိတ်တလီခါက ပစ္စည်းများကိုစောင်းစောင်းအောင်အောင်သိငါဒုတိယနောက်မှလိုက်လာခဲ့လေသည် နေမွန်းတက်လူလူချင်းတွင်ဒုတိယတို့ဇနီးမောင်နှံကကြီးမားလာသောကញင်ပင်ကြီးအောင်၌နားကိုရင်နနက်စာစာနေကြသည်ဘာလာသည်ရိခါ၆ထုတ်ကိုဖြေကမတိုးထမင်းမတိုးဟင်းဖြစ်သည်ကောင်းချင်းမုံနှင့်ဆန်လောင်မုံတို့ကိုစာနေကြသည်စိတ်တလီခါကစာအုပ်စာပြားကိုလင်းယောက်ကြားကိုအရင်ဦးမချပဲသူကိုယ်တိုင်သာအဝါစာနေသည်ရမကြီးသူများသည် ။တဏရာဂဘတ်တွင်သာမဟုတ်အစာတောက်အလားပဘတ်တွင်လည်းတရလွန်ပြုလုပ်လေးရှိ၏။အင်းစိတ်ဓာလေးကဟာအတော့ကိုပြုပြင်ရအောင်မေးမိမပါလား။စားတောက်ပြီးကြော့ကြော့ကလေးထသွားသောဇနီးမယားကိုကြည်ကဆရာစကားကိုမြေဝဲမကျနားထောင်ခဲ့သည်မှာဒီတခါတော့မှားရင်သွားခဲ့လိမ့်ပြီဟုတောင်ထင်မှတ်ရပါသည်။တော့ကနတ်လာတဲ့ကဲ့သို့အန်နီရီကလည်းသူပြောလာခဲ့သည်။ တနေရာရောက်တွင်တစ်တုံးကြီးပေါ်၌ထိုင်နာလိုက်ခါသူတကကလမ်းမှတွေ့ရသော အုံသီးများကိုခူလာပြီးထိတ်ဝကိုလှီဖြတ်လိုက်ခါစိတ်တလီခါကိုတောက်စီ၏သူကိုယ်တိုင်တောက်ရန်အတွက်လည်းအုံသီးတစ်လုံးကို ထိတ်ဝဖွင့်က ထိုင်နေသောတစ်တုံးကြီးပေါ်သို့ဓားကို စိုက်ချလိုက်မိစဉ်ဟာဘလို့ပြတ်တာလဲတစ်တုံးကြီးကသွေးတွေပန်းထက်တယ်ဟာမွေးကြီးပါလားကဲကင်ချပါအောင် ဤမြကြီးမလာသောမွေကြီးကိုတခါမှမတွေ့ဘူးသဖြင့်သူတကားကပင်ကြုံတုံရင်နဲ့ဖြစ်နေပါတယ်။ကံကောင်းဒီမှာလက်ဆွဲတော်လေးနဲ့များကသူ့နဲ့လက်တကန်းအကွာမှရှိနေသဖြင့်စိတ်တလေးကအာဝါးမြူရန်ဟန်ပြင်းနေသော မွေကြီးပြတ်သေးသူချိန်ရွယ်ကပြစ်ခတ်လိုက်လေတော်သည်ပြင်းတလာသောများချက်ကဥကောင်းကို ဖောက်ထွက်ကဝေဟင်ထိတိုင်လွင့်ပြန်ထွက်သွားပါတော်သည်။ဝယုံပင်တော်တဲ့သည့်ရှည်လျသောမွေကြီးခန္ဓာကိုယ်ကြီးမှာ တဝောတဝုံဝုံနဲ့မြိုင်းသေးတာတော့ကြီးတစ်ခုလုံးစူညံပေါ်လောရိုက်နေပါတော့တယ်မောင်နိုင်မထံဒီမတိုက်ဖဲနဲ့မြိုင်းဒေလာရေတကွန်စခန်းဖက်တွင်တစ်ပင်ဝါပင်များတဝောဝောနဲ့ရိန်ထိုးလှုပ်ရှားနေ၍ဓမြကောင်းဆောင်ဒတ်တဂௌတာလှမ်းမြော်ကြည့်လိုက်ယောဘလို့ပြက်တာလဲဟာမိုးမရွာလေးမတိုက်ဖဲနဲ့ ။ဘာကြောင့်တပင်ကြီးရင်းထိုးလှူရှားနေရတာလဲ။ရခညီနောင်နဲ့ဓမြဖွဲကချက်ချင်းပင်ဓာလန်လက်နက်များကင်ဆွဲက ရေတကွန်စခန်းဘက်သို့ထွက်သွားပါတော့သည်။ညိုင်းသေးလာတော်ကြီးတွင်တွင်ဒတ်တကုတ်တော်ဦးဆောင်သောဓမြကိုသား900တို့သည်ကိုโซတိုက်ဖြတ်လူရည်နေသူများဖြစ်သည်။ဒတ်တကုတ်တော်၏အမိက ညိုင်းသေးလာတော်ကြီးကိုကြော်ဖြက်၍ရာဇကျူကာလိန်နာ ကာသစ်ပြည်သူတိုင်အောင် ပြန်နံကလေးရာတိုင်းပြည်များမှာစစ်တီရဲမတ်များစွာတို့ကလာရောက်ချေမှုန်ခဲ့ကြပင်မဲ့နေမီမကျွမ်းကျင်ခြင်းဒတ်တဂௌဒ၏စီရေပရိရဲ့ကြွယ်ဝခြင်းတို့ကြောင့်ယနေ့ထိတိုင်မနေနှင်းနိုင်ခဲ့ပြီရှကူမှာလည်းဒတ်တဂௌဒဆီလွတ်လိုက်သောရခညီနောင်နှင့်အဖွဲရေတကွန်စခန်းရောက်မှာပဲပြိုလဲပြက်စီနေသည့်တစ်ပင်ဝါပင်များကြဝဲ မြားတိုင်ရနဲ့သိဆုံးနေသည့်မွေကြီးကိုတွေ့လိုက်ရပါလေတော့ဤဟာဒီလောက်ကြီးမားတဲ့မွေကြီးကိုဘလို့လူမျိုးကတတ်လိုက်ပါလဲဒီကောက်ချင်းမသိခင်တောင်းကျန်းလို့တစ်ပင်ဝါပင်နေရင်းရိုင်းပြီးတော့ပြိုလဲကျသွားတာပါပဲဟောဟောဟောမလူစိမ့်တယောက်နဲ့ကောင်မလေးတယောက်လူစိုးတို့ကသူတကားတို့ကိုတွေ့မြင်သွားပြီးပြောလိုက်၍ကြံလူစိုးများကပါဝိုင်းရံလိုက်ကြသည်ဟေးမပြေးနဲ့ရက်ရက်လိုက်စမ်းသူတကားက အခြေအနေကိုရိပ်ဆားမိကဝိုင်းထားကြသောရခညီနောင်တို့ထံမြားဆက်ကြလေးပညာနဲ့ပြလွတ်လိုက်ပါတော့ဤကဲတေကြစမ်းတေကြစမ်းကွာအချိန်တန်၍ပြန်မလာကြသောရခညီနောင်တို့အဖွဲ့ကြောင့်လူစိုးဘုဒတ်တဂௌဒဒေါသပုံထာလျက်ရှိနေပါတယ်ဘလို့ဖြစ်တာလဲရခညီနောင်တို့အဖွဲ့လဲတယောက်မှကို ပြန်မရောက်သေးကြပါလားอืมဧကနာတော့ ဒီကောင်တွေတခုခုဖြစ်နေပြီထင်တယ်။ငါလိုက်သွားအောင်ပါ။ရေတကွန်စကန်သို့ရောက်လာသောအခါအတုံယုံလဲကြတည်ဆုံးနေသောသူတပည့်များကို တွေ့လိုက်ရပါတော့တယ်။ဟင်။ဒါကဘလို့ဖြစ်တာပါလဲ။ဘရင်ရဲမတ်တွေများလာတိုက်ခိုက်သွားတာလား။ထိုစင်မှာပဲရေတကွန်တောင်ထိပ်တွင် မျက်နှာစိမ်းလေးသမားသူတကနဲ့စိတ်ကြလီခါတို့ကို တွေ့လိုက်ရ၏။သူဤတပည့်များမှလည်းတယောက်မှအသက်ရှင်လျက်မရှိကြတော့။ Hey မင်းမင်းဘာလုပ်လဲငါတပည့်တွေကိုပြစ်တက်လိုက်တာမင်းပေါ့မင်းကငါတစစီဖဲ့ချွေပြစ်မယ်ကွာဒေါသမန်ကြီးစွာဓာတ်ကိုဝင်၍ပြေးလာသည်ဒတ်တဂௌဒကိုပြည်ရန်မြားထုတ်လိုက်ရာမြားကြီးတောက်တွင်မြားမရှိပါတော့ချင်းသေပြီတော့ဒတ်တဂௌဒကဒေါသတကြီးဓာတ်နဲ့ပြေးဝင် ခုန်လိုက်သည်ကံကောင်းထောင်းမှစွာနဲ့ပဲဒတ်တဂௌဒခြေချောသွားပြီးဓာကြီးကရေတကွန်တဲသူကြာသွားပါတော့သည်သူတကကက အခွင့်အရေးကိုလက်လွတ်မခံမဲဒတ်တဂௌဒါအားလက်ကြီးဖလာဝင်ရောက်တိုက်ခိုက်ပါတော့တယ်စိတ်တလီခါမှာတော့သူတို့နှစ်ဦးလုံးလုံးထွေးတပ်ပုတ်နေသည်ကိုကြည်ကရင်တထိတ်ထိတ်နဲ့တမ်းမာတောင့်တင်းသောဒတ်တဂௌဒါရင်ကွင်းကျဲကြီးတဲ့တွင်ခိုနာခွင့်ရခဲ့လျင်အဘယ်မျှတာယာပွဲကောင်းမြင်နီမိမာတို့စိတ်သည်လွန်စွာဆန်းကျယ်လာ၏တစက္ကဤစေပုံတပုံအတွင်မှာပင်ချစ်ချင်းမုန်းချင်းတို့ကိုပြစ်ပေါ်စေ၏ရခုလည်း သူ၏လင်းယောက်ကြားသူတကနဲ့ရှင်ပြိုင်တိုက်ခိုက်နေသောဓမြဘုဒတ္တဂௌတအဖို့တနာရာကစိတ်နဲ့စိတ်တလိခါတမတ်ဆွဲလန်းလျက်ရှိနေပါပြီကောတဝောဝကြဆင်းနေသောရေကောအနီးမှာသူတကနဲ့ဒတ္တဂௌတတို့ရှင်ပြိုင်တပ်ပုတ်လျက်တကြိမ်တွင် သူတကကဒတ္တဂௌတကို အပေါ်မှစီးချုပ်ကင်မိကစိတ်တလိခါထမဓာကိုတောင်းလိုက်၏စိတ်တလိခါငါရဲ့ဆောင်းဓာကို အမြန်ပေးလို့ဟင် ငါဆွန်းလန်းတက်မှတ်နေပြီတဲ့ဓာတကိုရကိုတက်ဖို့အမောင်တုတ္တကကငါစီကဓာတောင်းနေပါလားဖះဖះဒုက္ခပါပဲရုတ်တရက်တောင်းလောင်လာတော့တနာရာကမိကစိတ်တရိကရင်ကိုလောင်မြိုက်နေပါပြီอืมငါဓာပေးလိုက်ရင်တော့ဓာတကုတ္တအသက်ခံရတော့မယ်ငါငါဘာလို့ရမလဲဘာလို့ရရင်ကောင်းမလဲလက်ထဲမှာဆောင်းတာကို깟၍စိတ်ကြလိခါတွေးတော့နေမိပါ යි ထိုစဉ်ဟဲ့စိတ်ကြလိခါ ။ဘာငေးကြောင်နေတာလဲ။ငါ့ကိုဓာမြင်မြင်ပြီးတော့လေ။စေတလီခာဓာကိုပေးလိုက်ပါသည်။သို့တော့သူမပေးလိုက်သည်ကသူတကဤလက်အတွင်းသို့ဓာအသွားကိုပေးလိုက်ပြီးဒတဂௌဒလက်အတွင်းသို့ဒယိုးပေးလိုက်သည်နှင့်တပြိုင်နက်ဒတဂௌဒကဒယိုးကိုစုပ်ကိုင်းဆွဲလိုက်သည်တစ်ဆက်ထဲမှပင်ဒယိုးကိုပိုင်ပိုင်နိုင်နိုင်စုပ်ကိုင်း၍သူတကဤလေကိုဒတဂௌဒကခုတ်ပိုင်းချလိုက်ပါတော့သည် သူတကာမှာလေပင်ကဓာတန်ရာကိုလန်းနေပြီပြီမရပြစ်သူကိုမယုံနိုင်စွာကြည့်ပြီးနောက်တည်ဆုံသွားရပါတော့သည်မိမဆိုတာစောင်းလီပမာအတွင်သဘောမတည်ကြည်ပြောင်းလဲတတ်သည်ဆိုသောဆောင်းပုံများသည့်ဤမိမကိုပင်ညှိုးဆူခဲ့လေသည်ချင်းသူကိုတယံဓာတောင်းသောလင်းရောက်ကြဘတ်သူဓာသွားကိုပေးခဲ့ပြီသူလိုတကောတပြဘတ်သူတရိုးကမ်းပေးလာသည့်စိတ်ဓာလီကာဆိုသောမိမ၏ကြောက်ွယ်လေးလီ အမခန်းစိတ်ဓာကို မိတို့များနားလဲရမည်နီဒီမိမရဲ့အလှကစွဲမှတ်ဖွယ်ကောင်းလွန်လာတယ်ပူရိတယောက်ျားမှန်သမျှကိုရွတ်တွတ်သွားစေနိုင်တဲ့အလှမျိုးအင်းရဲ့ရဲ့ဆက်ဆက်ကိုလှလိုက်တဲ့မင်းကလေးပဲသူ့အလှမျိုးကဂူအောင်ဆံပြောသူတော်စင်ရတိတီတော်မှာဇန်ရှောကြနိုင်တဲ့အလှမျိုးဒီလိုမင်းကလေးမျိုးကဘာလို့များငါလိုတခုတည်းမြရဲ့ရင်ခွင်တွေကိုရောက်လာရတာပါလေတတဗုဒ္ဓမှာ အိမ်မက်များမတ်နေသလားဟုပင်ထင်မှတ်နေမိပါ၏။အင်းငါတော့မင်းကိုချစ်ရမှာတော့ခက်ကြောက်ကြောက်ဖြစ်နေရပြီမင်းမချောလေရေ။မင်းရဲ့လင်ယောက်ျားကိုတက်ပြတ်ခွင့်ရဖို့ငါ့ကိုဓာကန်းပေးခဲ့တဲ့မင်းကိုငါဘယ်လိုယုံရမလဲ။ gain မင်းရဲ့ဘဝစကြောင်းကိုဟုတ်တိုင်းမှန်ရာငါ့ကို ပြောပြစမ်းမအောင်။ဒီတို့ဖြင့်စိတ်တလိခကသူမ၏ဘဝလေးကိုနှက်တန်တော့၍တနာစပွဲပြောပြလေတော့၏ တုဒကကစိတ်ဓာလေးကိုလေနည်းနည်းလေးမှမချစ်မြတ်လို့မိဘပင်းစားလို့သာယူလိုက်ရတာစိတ်ဓာလေးကလည်းသူ့ကိုနည်းနည်းလေးမှမချစ်ပါအခုတော့ဟောဒီကတိတ်ပြီးချစ်တတ်တဲ့အမောင်တတ်လို့လူမျိုးရှိနေပြီဆိုတော့စိတ်ဓာလေးတို့ကအယားယာပြည့်စုံသွားပြီလေဒီတို့ဖြင့်လူစိုးတပြကြီးဒတ္တကုတ္တနဲ့စိတ်ဓာလိခတို့သည်ဤရေကွန်စခန်းတွင်အတွေ့အကြုံမရှောင်နိုင်ကြတော့ပဲ ရမတ်ပင်လေကျော်ဝဲမျောတင်တိုင်းမျောနေပါတော့သည်လာပါချောမောငေရွယ်နှုတ်ပြို့သော မာယာများသော အပြောင်းလဲမြန်သော မင်းမကျော်လေးစိတ်ဓာတ်လေးကားကိုရင်ခွင်ကျဲတီးတဲ့တွင်ချွေးပွေထားရင်တကိုးတပြကြီးဒသကௌဒမှာတစုံတရာကိုထိတ်လန့်ကြောင်ရော်နေမိသည် သူဤမျက်လုံးထဲတွင်စိတ်ဓာတ်လေးကားကိုစူးစူးနဲ့နဲ့စိုက်ကြည့်နေရမှာ မပြင်းထောင်ရီပေါ့ရန်ဟန်ပြင်းနေသောမွေးဟောက်ကြီးတကောင်ကိုသာမြင်နေမိတော်သည်ဟင်းငါရဲ့စိတ်တွေကစိတ်တလီခနဲ့တွေ့လိုက်ရတိုင်းမတိမငိမ်လှုပ်ရှားနေမိပါလားငါဘာကိုတွေ့ပြီးကြောက်လန့်နေရတာလဲချိန်ထဲမှာပဲတခိုးလက်သူဒီယိုကန်လိုက်သည်တစ္ဆာမဲလာတော့မိမယုတ်စိတ်တလီခနဲ့သူမ၏ဓာတ်ကြောင်အသက်ချခဲ့ရသောသူတကား၏အညိုမျက်လုံးများဟာ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  နင်ဟာတစ္ဆာဖြစ်မှလင်ငယ်လက်သေးကိုဒီယိုကမ်းပေးလိုက်တယ်မမယုံမှနင်နင့်ကိုငါမကြည့်ဘူးဟာ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 ဓာတ်တာကုတ်တာတနာစရာကောင်းလိုက်တဲ့ဓာတ်တာကုတ်တာငါမိမစိတ်တလီကဟာမင်းနဲ့ဖောက်ပြခြင်းလို့ငါလိုလင်းရောက်ကြကိုတောင်တတ်ဖြတ်ခဲ့တာလေမင်းကိုလေငါလိုမလုံနိုင်ဘူးလို့ပြောနိုင်မလားကွအဲ့ဒါကိုမင်းသိရလားအေးစိတ်ကြလီခါလို့မိမမျိုးက မတော်မှအလိုဆန္ဒပြေးဝမှာမဟုတ်ဘူးလေသူရဲ့အလိုဆန္ဒမပြေးဝတဲ့နေ့ဟာမင်းလူလောကတွေကနေထွက်ခွာသွားရမယ်နေပဲဟေဟာဟာဒတကௌတာမှာသူဤနားတစ်ဖက်ကိုရောင်ရမ်း၍ပင်ပိတ်လိုက်မိပါ၏ဒတကௌတာအတိတရားဝင်လာချိန်မှာတော့သူအနားမှာစိတ်တလိခါကအိမ်မောကြလျက်ရှိနေပါတယ်ဖေယဖေယသူ့ကိုငါလက်ခံပြောပါမိတာငါမှားပြီ ူ့ယောက်ျားကိုတော့တေချောင်းကြံသေးရင်ငါလိုလမ်းပေါ်ကလူဆိုးတပြားကိုလေသူတကလိုပဲသူ့အလိုဆန္ဒမပြည့်ရင်တေချောင်းကြံစီအောင်မှာပဲဒီဒီတော့ငါဘာလုပ်ရရင်ကောင်းမလဲသာတာကုတ်တာမှာအချိန်မီအသည့်တရားများရလာခဲ့ပြီးစိတ်တလိခာအာမိတို့ပြုလို့ရမိကိုကြံစီတွေးတော်နေမိပါ၏อืมဒီမိန်းမဟာဘာယာသိမ့်များတဲ့မိန်းမငါသူ့ကို short တွက်လို့မရဘူး သူစီကအပိုးတန်ပစ္စည်းတွေကို၅ရအောင်ယူပြီးရင်သူ့ကို၅လက်နဲ့မတက်ရဘဲနဲ့ဝီနီလို့စွန့်ခွာသွားနိုင်အောင်လုပ်ရမယ်။စေတလီခါကတော့ဒတ်တာဂုံတိုင်းအကျန်းစီကိုမသိနေချိုက်စွာပင်အိမ်မောကြလျက်ရှိနေပါ၏။ဇင်းသေးတောင်ကြီးထိပ်တွင် မိုးတိမ်မဲများကဟိုတစုဒီတစုနဲ့မိုင်းညို့လျက်ဒတ်တာဂုံတိုင်းမျက်လုံးများကအဝေးစီမှမိုင်းညို့နေသောစင်သေးတောင်ကြီးရှိရာစီသို့ရောက်ရှိသွားပါ၏။ ဟာဟုတ်ပြီအဲ့ဒီကြံကောင်းတယ်ငါလဲပစ္စည်းတို့ရဟိုမင်းမယုတ်လေးချောင်းထဲမှာဟာအိပ်ပျော်နေသည်စိတ်တလီခါကိုနှိုးကစကားဆိုပါတော့တယ်ချက်နှမစိတ်တလီခါအိနီယာသည်ငါတို့အတွက်လုံခြုံစိတ်ချရသောနေရာမဟုတ်ဘူးအချိန်မီရဲမတ်တော်တွေရောက်ရှိလာနိုင်တဲ့အန်ရည်နေမီတခုပဲအဲ့ဒီတော့ငါတို့တွေရှေးကမြင်နေရတဲ့ချောင်းရည်တိမ်ကိုဖျက်ကူးပြီးရဲမတ်တွေလက်ကလွတ်အောင်ပြေးမယ်ဟိုပကန်းရောက်မှာ ကျင်းနမလေးနဲ့ပျော်ပျော်ကြီးဆက်ချစ်ကြတာပေါ့နော်။မာယာများသောစိတ်ဓာတ်ကိုဤသို့မာယာနဲ့လှည့်စားခေါ်မှသာရမည်ဟုဒတ္တဗုဒ္ဓယုံကြည်မိ၏။ဟဲ၊ချောင်းဟိုဘက်ကတောအုပ်လေးကညွညွမှန်မှန်နဲ့နေချင်းစရာလေးပဲနော်မောင်ကြီး။ကဲဒါဆိုလေတို့ရိအချင်းရှိတော့သွားရအောင်လေ။ဤသို့ဖြင့်ဒတ္တဂုဒ္ဓခေါ်ဆောင်ရသောအချင်းမိုးမိုးနေသောစိတ်ဓာတ်လေးခတရားကိုလိုက်ပါခဲ့ပါတော့တယ်။စင်တီတောင်ထိပ်တွင် တစားတစားနဲ့မိုးသားမိုးရိပ်များကညှို့မိုင်းအုပ်ခဲစားပြုနေပါပြီ။မကြမီမိုးများရွာသွန်းပြီး စင်တီချောင်းထဲသို့ရေများဒရကြံစီးလာတော်မည်။တောင်ကြရေများကြလာလျင်စင်နောင်ပြင်းမလို့သည်မို့စင်တီချောင်းဟုခေါ်သည်ကိုစိတ်တလီခါတရားမသိရှာကြ။ကဲစိတ်ဓာတ်ဒီကမင်းလက်ထက်ကအချုပ်ကိုငါ့ကိုပေးငါလက်ကိုဆွဲပြီးတော့ဟောဒီချောင်းရီကိုဖြတ်ကြမယ်နော် ရေကတင်နေမယ်ရေစည်းကြမ်းနေတော့သတိထား။အိုးမောင်တော်တတတာရှိနေရင်စိတ်ကြလေပါကိုမှမကြောက်အောင်ပါဘူး။ဖေ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 သိကြောက်စရာကောင်းတဲ့မိန်းမပါလား။ထိုနာမှာတော့စင်တဲ့ချောင်းကိုနှစ်ယောက်သားဆ ụy ကုခတ်ပါတော့သည်။ချောင်းလေတို့ရောက်သည်နှင့်တောင်ထိပ်တွင်မိုးများရွာချနေသည်ကိုဒတ်တာကောင်တာတွေ့လိုက်ရလျင် သူလက်ကိုဆွဲထားသောစိတ်ဓာလိခါကိုစောင်းတွန်ကလွယ်အိတ်ကိုယူပြီးချောင်းတစ်ဖက်ကန်းသို့ထွက်ပြေးသွားပါလေတော့သည်။အိုးမမောင်တော်တတဘယ်ဘလို့လုသွားတာလဲ။နှမလေးကိုလာပြန်ခေါ်လဲပါဦး။မနောက်ပါနဲ့နော်။စိတ်ဓာလိခါကသူမကိုနောက်ပြောင်ကြည့်စေသွားသည်ဟုထင်၍လှမ်းခေါ်ပါတော့လဲ။ဓတ္တဗုဒ္ဓကကန်းတစ်ဖက်သို့ပင်ရောက်နေပါလိမ့်မည်။ဟေးနေရခဲ့တော့မိမိယုတ်ကြည်ရဲ့ တစ်ချိန်မှာငါတက်သားတဲ့ယောက်ျားတွေ့ခဲ့ရင်သူတကလိုပဲငါကလည်းတေချောင်းကြံစီမှာပဲစောစောစီးစီးလမ်းခွဲနှုတ်ဆက်ခဲ့ပါတယ်တောင်ထိပ်ပေါ်ကစီးကြလာတဲ့ချောင်းရည်တွေထဲမှာပဲပျော့ပျော့ကြီးနေရခဲ့ပြီးတော့စေတလေးခတရားကြောချမှဓမြမန်းတီးရပါလိမ့်ပြီအချိန်မီရှောင်းရန်ပြင်လိုက်စင်ပါပဲတောင်ထိပ်ပေါ်မှာတဝေါ်နဲ့စီးကြလာသောရေလုံးကြီးများက ချောင်းလေးမှာအကာအကွယ်မဲ့ရက်နေတဲ့စိတ်ဓာတ်လေးခါကို ရိုက်ချသွားပါတော့သည်နနခင်းနေရောင်ကြီးကစင်ဒီချောင်းတဝိုင်းကျဲပြန့်ထွန်လေးလျက်အစာရှာနေသည့်ငှက်တကောင်ကရေကြစပြုနေသည့်ချောင်းရည်တိမ်မှာဟူဒီသွားလာနေပါ၏ချောင်းကန်းဆက်တနေရာမှာတော့စိတ်ဓာတ်လေးခါမှာတတိလေးမွေမျောနေပါ၏ မကြခင်မှာပင် စိတ်တလေးခါတရားတတိယလာခဲ့ပါသည်ဒီကံမယောင်တမပြောက်ခဲ့တော်လဲအဝိစာများအလုံးစုပ်ပြတ်တက်လျင်တကူလုံး ထိခိုက်တံရများနဲ့အနာကျင်နေပါ၏အာသူမသည်ကြောက်ဆောင်တဲ့တစ်ခု၌အသာမီထိုင်ရင်ဖြစ်ပျက်ခဲ့သမျှကို ပြန်လဲစဉ်းစားနေမိ၏လင်သားပြစ်သူ သူတကားပေါ်တွင်ရက်ဆက်ရုံမာခဲ့သောဝေကျွေးသည်သူမထံသို့တဖန်ပြန်၍ကြားရောက်လာခဲ့ပြီ။ ယခုသူမဖြစ်ကမွေးပါလဲဆုံးตาလဲဆုံးဖြစ်သူရောက်နေပါသည်တနာရာကစိတ်တစ်ခုဖြင့်လင်းယောက်ျားကိုအတိအကျချံနောက်တယောက်နဲ့ဖောက်ပြန်ခဲ့သောစိတ်တလီခါမှာအရာအလုံးကိုလက်လွတ်ဆုံးရှုံးရလိမ့်ပြီသူမ၏မှုံဝါနေသော အမြင်အာယုံတွင်ငယ်စဉ်က သူမဖခင်ကြီးပြောပြခဲ့သောအလိုရမတ်ကြီးသည်မြေခွေးပုံမြင်ကိုပြန်၍ကြားရအောင်လာမိပါတော့၏အမှန်တော့မြေခွေးဟာ ငါးတကောင်ကိုပါဇက်မှာကြိုက်ချထားပြီးသားပါသမီးရဲ့မလန်မကန်းပါလေတပြက်ပြက်ခုံနေတဲ့ငါးရှင်တကောင်ကိုလည်းတွေ့ကောပါဇက်ထဲမှာကြိုက်ချထားတဲ့ငါးခင်ကိုတပြက်ပြက်ခုံတဲ့ငါးရှင်ကိုနှစ်ကောင်လုံးကိုလိုချင်မိတာနဲ့ပဲပါဇက်မှာကြိုက်ချထားတဲ့ငါးခင်ကိုအသာချလာခဲ့ပြီးငါးရှင်ကိုပြေးဟက်လိုက်တယ်ကန်ဆိုးကျင်တော့သူ့လဲလန့်ဟန်လိုက်ရောငါးရှင်ကရေထဲခုန်ချသွားတော့မမိလိုက်ဘူးလေနောက်တော့သူလဲလက်လျှော့ပြီး သူထားခဲ့တဲ့ငါးပင်စီကိုပြန်လာခဲ့တာပေါ့ဒါပေမဲ့ငါးပင်ငါလည်းမရှိတော့ဘူးကွသူမရောက်ခင်ချိန်လေးမှာပဲကြီးတကောင်ကကြိုက်ချီသွားခဲ့လေပြီလေအီမီရေးပုံမြင်လေးကသူမနဲ့ထက်တူတိုက်ဆိုင်လျက်ရှိနေပါပြီလို့သူမသည်အလိုရမက်ကြီးသောမြေခွေးကဲ့သို့ကြင်ကြံခဲ့တယ်ငါးခင်နဲ့တူသောချစ်လင်သူတကကိုပြစ်ပေး၍ ငါရှင်နေတူသောတကိုးတပြကြီးဒတ္တကုဒ္ဒကိုဆွဲလန်းတက်မှတ်ခင်းနေသည် မဟုတ်ပါလားထို့ကြောင့်ပဲမိမိအသက်ကိုအကြိမ်ကြိမ်ကဲတင်ခဲ့သည့်ကျေးဇူးရှင်ချစ်လင်သူတကားကိုတေချောင်းကြံစီခဲ့သည်ဤဘတ်တာကဘာတွင် သူမလောက်ရုပ်မာမိုင်မဲသူရှိပါလေဦးမီလားယခုတော့ဒါနာရာဂစိတ်နဲ့သူမပြုံမိခဲ့သည့်အာကုတ္တအိမ်မဲကြီးကသူမနာကို ထက်ချက်မခွာလိုက်လာခဲ့ကြပါပြီ။ သူမအမြင်အာယုံတို့ဝေဝါးလာပြီးရင်းရံဆောင်ကတလက်လက်နဲ့အသက်ရှူပင်မဝါကျင်ပါလေတော့ချောင်းရည်တဲတွင်ဒလိုက်ကဝေပါလာရင်ရရှိလာသည့်ဒံရဒံချက်တို့ကစိတ်ကြလီခါကို ခရီးဆုံးအထိတွန်းပို့လီတော်မူထင်မမြင်နိုင်တော့ပြီဖြစ်သောမြဝင်းအစုံနဲ့ဂျေဆုရှင် ဖခင်ကြီးနဲ့အသက်သခင်ဂျေဆုရှင်လင်ယောက်ျားသူတကားတို့အားနောက်ဆုံးအကြိမ်ဖြစ်ဥချကြတော့ရင် အလမှန်တက်၍ဘဝပြည့်ချင်းမှာကင်းလွန်နိုင်ကြပါစေ။ရမကြီးသော မိမဆိုသောဝိတုတူလေးမှာဒီနေရာမှာတွင်ပြီးဆုံးပါပြီရှင်။နောက်ထပ်ပုံမြင်ဇလန်းလေးများကိုစက်နာထောင်မှုအတွက် ကျမတို့ရဲ့ My Story Channel လေးကို Like ခံ Subscribe လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲမင်္ဂလာရှိသော နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။